လူအများရှိမှချီးမွမ်းတခြင်းဆိုနေပေမဲ့ကိုကိုကိုလည်းအားမရအောင်ဝိညာဉ်တော်အတူမပါရှိသလိုတင်ခံစားနေရတယ်ဆိုရင်မိတ်ဆွေတင်လို့နေတာတခုရှိပါတယ်အဲ့ဒါကစံစာဖတ်ခြင်းနဲ့ဆူတောင်းခြင်းပဲဖြစ်ပါတယ်စံစာတစ်ပိုက်ဖတ်ခြင်းပါတယ်ဆာလန်ကျန်ခန်းကြီးတအငယ်နှစ်ကနေတုံးမှကြည့်မယ်ဆိုရင်သာဝရဖျားဤတရားတော်၌မွေလျော်၍တရားတော်ကိုနေညာမပြတ်ဆင်ခြင်းအောင်းမေတော်သူတည်မင်္ဂလာရှိ၏ အကြောင်းမူကားထိုးထူသည့်မျက်နှာမှာဆိုင်လျက်မိမိအချိန်တမှအတီးကိုတီး၍အယွက်မညိုးနှွတ်တတ်သောအပင်နှင့်တူ၏ပြုလေတမျှတို့၌အောင်လေးတတီလို့တာဝရေးထားတဲ့ဆာလံချမ်းမှာနေညာမပြတ်တရားတော်ကိုဆင်ခြင်အောင်မေဖို့ပြောထားပါတယ်ဖရာတချင်းဆိုဖို့ဆုတောင်းတာနဲ့စံစာဖတ်တာဘာဆိုင်လို့လဲဒီမေကောင်းမေးနိုင်ပါတယ်မိတ်ဆွေ ဘုရားကိုချီးမွမ်းနေဆိုတာဝိညာဉ်ရေးရနေပေထဲမှာဘုရားနဲ့မိတ္တဟာရာပြုခြင်းဖြစ်တယ်။ဝိညာဉ်တော်ရဲ့လမ်းပြခြင်းမပါပဲလူရဲ့တက်ဆွမ်းနိုင်ခြင်းနဲ့ပဲတွားနေတမျမိတ်ဆွေလှုပ်ဆောင်နေတမျဟာတင်အားရပါရချီးမွမ်းခြင်းနေပေမဲ့တကူပါမှာမဟုတ်ပါဘူး။လောကတခြင်းတွေဆိုတလို့တခြင်းဆိုတဲ့ယုံစကားကောင်းကောင်းပြောတဲ့ယုံနဲ့တကူပါတော့ချီးမွမ်းခြင်းမရနိုင်ပါဘူး။ ဘုရားသခင်ရဲ့အစဉ်မိတ္တဟာရဖွဲ့ခြင်းဖြစ်တဲ့နေ့စဉ်ကျမ်းစာဖတ်ခြင်းနဲ့ဆုတောင်းခြင်းကိုတင် မေ့လျော့ထားနေတည်း၍သူတပါအတ္တတာကိုပြောင်းလဲစေနိုင်မဲ့ချီးမွမ်းခြင်းကိုတင်မလုပ်နိုင်ပါဘူး။သာဒအကြောက်ဆုံးတော်သူကဆုတောင်းတော်သူဖြစ်တယ်။ကျမ်းစာအမြဲဖတ်ရှုဆင်ခြင်သူဖြစ်တယ်။ဆုတောင်းခြင်းနဲ့အမြဲတိုးဝင်ပြီးတော့နှုတ်ကပတ်တော်ကို အမြဲဖတ်တော်သူဟာဖခင်အမတန်မှ ချစ်တော်သူလည်းဖြစ်တယ်။အာတမ်းမာမာ အတန်မာမာနဲ့ဘုရားကောင်းမြတ်ကြောင်းပြောနေတဲ့သူထက်နေ့တိုင်းတရက်မှမပြတ်ပဲနဲ့ကျန်းစာဖတ်ယူပြီးဆုတောင်းခြင်းနဲ့တိုးဝင်တတ်တဲ့သူတွေကပိုပြီးတော့တကူရှိကြတယ်။ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ကြတယ်။သာဒမဏရဲ့အကျဉ်းစီကို ချိုးဖြတ်နိုင်ုံတမကသူတို့ကလောကကိုအောင်တော်သူတွေလည်းဖြစ်ကြတယ်။ကျန်းစာကိုဘာလို့ကျွန်တော်တို့ဖတ်ရမှာလဲဆိုတာထက် ျမ်းစာကပါလဲဆိုတာကိုကျွန်တော်တို့ကြည့်အောင်ဒီမိုဒီဒုတိယစာဆောင်အခန်းကြီး၃ငွေ16 19မှာ ကြည့်မယ်ဆိုရင်ထိုကျမ်းစာရှိသည်မြတ်ဒီဘုရားတခင်အသက်မုတ်တွင်းတော်မူသောအာဖြစ်ဖြစ်၍ဘုရားတခင်၏လူဒီစုံလင်တော်သူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငါအဖြစ်ကိုပေါ်ပြခြင်းဖြောင်းမတ်စွာ ပြုပြင်ခြင်းတရားတော်ကို တွန်တင်ခြင်းကျေးဇူးများကိုပြုတ်တတ်၏လို့ပြောထားပါတယ်။ဘုရားသခင်ကိုယ်တိုင်မှတွင်ထားတဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ထိုနှုတ်ကပတ်တော်ကိုနေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ဖတ်ရှုဆင်ခြင်အောင်မေဖို့လိုအပ်ပါတယ်။ဒါကြောင့်မိတ်ဆွေကျွန်တော်တို့ဘလောက်ပဲဂီတာတီးတတ်နေပါစေဘလောက်ပဲကီးဘုတ်ကိုကျွမ်းကျွမ်းတချင်းကိုဘလို့ပဲကောင်းကောင်းကျွန်တော်တို့စုတက်နေပါစေ။ စကအနှံ့ချင်းလို့ခေါ်တဲ့ဖရာတခင်ထံနေ့စဉ်ဆုတောင်းခြင်းနဲ့စံစာဖတ်ခြင်းတင်အတ္တတာမှာမရှိဘူးဆိုရင်တကူပါတဲ့ချီးမွမ်းကိုးကွယ်ခြင်းကိုတင်ပိုင်ဆိုင်ရမှာမဟုတ်ဘူးဆိုတာကိုစင်ချင်းအောင်မေကြရအောင်။နေ့အတိုင်းဖရာရဲ့နှုတ်ကပတ်တော်တွေကိုစင်ချင်းအောင်မေပြီးတော့ဆုတောင်းခြင်းနဲ့ဖရာတခင်ထံတိုးဝင်ခြင်းဟာသာတအကြောက်ဆုံးတော်လက်နဲ့ဖြစ်တယ်လို့ ဖះရှိမှာအင်မတန်မှလပပြီးဖះစိတ်တော်နဲ့တို့ထီတဲ့အရာဖြစ်တယ်ဆိုတာနှုတ်ကပတ်တို့လေးနဲ့အားပေးချင်တာဖြစ်ပါတယ်အားလုံးပေါ်မှာဖះကောင်းချီးပေးပါစေ